အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ် AD လ23ရက်တနင်္လာနေ့ညနေခင်းမှာတော့ဓာရှုံမြို့မှာစစ်ကောင်စီအား MNDA ထံအချက်ခုနှစ်ချက်တောင်းဆိုလိုက်တဲ့အကြောင်းဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာစစ်ကောင်စီရဲ့ညီပြည့်ဖွဲ့နဲ့ဖြစ်စီဆွေးနွေးမယ်ဆိုတဲ့သတင်းတပုတ်ပြန့်နှံ့လျက်ရှိပါတယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနှစ်မျိုးလုံးဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘက်ကတော့ရန်ငါပြတ်ခဲ့ပြီဖြစ်ပါတယ် သွေးကြွေးမှာသွေးနှင်းစရာမရှိမဟုတ်ပါတော့တော်လိုင်းရင်အားသူတွေဟာစစ်အာဏာရှင်ပြုတ်ကြောက်ဖို့အတွက်ဆိုရင်တရုတ်လဲကြံသူကလားလဲကြံသူဖြစ်သတ်မှတ်ပြီးဖြစ်ပါတယ်။နှွေဦးလူလူဟာအမေရိကန်ကိုလည်းမကြောက်သလိုရုရှားကိုလည်းမုန်းတီးပြီးအပလာစီယန်ကိုလည်းဂရုမစိုက်ဘူးဖြစ်ပါတယ်။သတင်းကိစ္စကိုဆက်ရရင်အဆိုပါပြောစကားဟာပြီးခဲ့တဲ့မတ်လနှောင်းပိုင်းငလီမလုတ်ခတ်မီကပြုတ်လုခဲ့တဲ့ NSPNC ဆွေးနွေးပွဲမှာပြောခဲ့တယ်ဆိုပြီးတလာနီးပါးကြာမြင့်ပြီးချိန်မှာဖြန့်လာတဲ့သတင်းဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုပြီးအချိန်ကြိုက်ဆက်နိုင်ခြင်းဖြစ်ပါတယ်။အဆိုပါဆွေးနွေးပွဲမှာအပြည့်ရထားတဲ့လက်နက်ကန်အဖွဲ့တွေနဲ့အမှတ်တရတွေ့ဆုံဆိုတဲ့အနှစ်သာရလောက်တာအထိပဲရှိပြီးလက်ရှိမျိုးမျိုးစုံနဲ့ဆက်ကျင်တိုက်ခိုက်နေတဲ့တော်လိုင်းအင်အားစုတွေတစ်ဖွဲ့မှာပါဝင်လို့မတွေ့ရပါဘူး။ဒါပေမဲ့သတင်းထဲမှာတော့တော်လိုင်းအင်အားစုတွေဘက်ကမယုံမကြည်ဖြစ်ပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေတယ်လို့အဆိုပါဆွေးနွေးပွဲကတက်ရောက်ခဲ့သူကပြောပါတယ်။ဆိုတဲ့အချက်ကိုကြည်ကြားဖြင့်သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ကောက်ချက်ချလို့ရနေပြီဖြစ်ပါတယ်။ဒါပေမဲ့သတင်းဆိုဒီမှာမှားသည်ဖြစ်စေမှန်သည်ဖြစ်စေသတင်းလီသတင်းလာဖြစ်ပါတယ်။ဆက်ရရင်ယူရီးယားကနေဒုတိယအကြိမ်ပြန်လာပြီးနောက်လေကြောင်းစစ်စင်ရေးတရဆင်နွဲပါတိုက်ခိုက်ချက်စီးမယ်ဆိုတာကလည်းရှိနေပါသေးတယ်။စစ်ကောင်စီဟာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘက်ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်တတ်မှတ်ကြေညာထားခဲ့ပေမဲ့တေဝါခုနဲ့ဖီးယားဘေးကခိုးကြောင်ခိုးဝဲသွားတွေ့နေရပြီးသတင်းထုတ်ပြန်ခြင်းမျိုးမရှိပါဘူး။လာချိုးမှာပြန်လည်ခြေချခွင့်ရရှိထားတဲ့စစ်ကောင်စီရဲ့ညီမကြာ ကိုကန့်ထိတ်ထုတ်နယ်မြေတွေမှာဟန်ပြရွေးကောက်ပွဲပြုလုပ်နိုင်မှုအထိဖီအားပေးချင်းကြောက်လာမှုတွေကိုကိုကန့်တပ်ဖွဲ့ရင်ဆိုင်ရမယ့်အရေးလက္ခဏာတွေခံစားနေရပါတယ်။အကြမ်းဖက်ဆက်တပ်ရဲ့တင်ကားစာတွေထဲမှာတောင်းညာသူအမြင့်ပြချီမုံရင်းဆိုတာရှိတယ်လို့ယခုຫນွေဦးဟာလည်းစစ်တပ်အမြင့်ပြဖို့တွန်းလှန်နေတာဖြစ်ပါတယ်။စစ်တပ်ဗတ်ပေါင်းစုံကနေရှုံးနိမ့်မှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ယခုသတင်းတွေကလိုမျိုးဘူချုပ်ကြီးယာပြည်တကယ်ပြောခဲ့တယ်ဆိုရင်တော့အကြမ်းဖက်စစ်တပ်ဟာသူတို့အနိုင်ရချီနေသွားပြီဆိုတာကိုလက်ခံလိုက်ရလို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဖိပြီး ဆက်လက်တိုက်ပွဲဝင်နေကြရအောင်မှာဖြစ်ပါတယ်။ဒီနေ့မနေ့လာချုံမြို့မှာအမတ်တစ်စစ်စေးအထူးဖွဲ့မှုဒုတိယဖွဲ့ချုပ်ကြီးကိုကူဒါတွေတောင်းဆိုနေပါတယ်။တစ်မန်းလေးကနေမူဆယ်အထိဤအော်တွေအားလုံးစုပ်ခွာပေးရမယ်။နံပါတ်1တီအန်အာလေးကိုထိမ့်ပေးဖို့ UWSA ကိုတာဝန်ပေးလိုက်တယ်။ကြောင်မဲအထိစုပ်ပေးရမယ်။၃လာချုံဝင်းကြီးခြံခွဲနေရယူထားတဲ့ PDF တွေစည်ရင်မပေါ်ဆောင်နိုင်ဘူးနဲ့ စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးကို UWSA နဲ့ MNDAA ကပူးတွဲလုံခြုံရေးယူပေးရမယ်။